အမေမဆန်ဘူးလားကျွန်တော်ဘုတ်ဒီနေအန်တူရတန်ကိုပါနော်ဟုတ်ပြကုချင်းရောဆန်ပြီးတော့တန်ကိုလေးပြန်ကြည့်အောင်ဒီအန်တူရတန်ကိုမဆိုင်ကောက်ကန်ဂျီနီကာမဟာဆန်ကန်ဂျီနီကာနန်းဆန်တို့ရှိမှာအာလီတာဆိုတဲ့စကလုံးလေးနန်းဆန်တို့ကြားဖို့ကြားလို့ထင်ပါလေအဲဒါဆန်ကန်ဂျီနီဖြစ်ပါလေသူကမတစ်ခုတည်းဆိုရင်မဒါဟာကြတော့တစ်ခုနဲ့တစ်ခုကြားကြားချိန်မှာဒီမဟုတ်တော့ဘူးနော်ဟာခိုင်ချလို့ရှိရင် ဘုံနဲ့ဆန်တလိုမျိုးလဲကြောက်ကြမှာပေါ့နော်အရှိခံကြပါလေလက်ခံဓာတ်ခံကြည့်ရဲ့ခံဆွဲခံကြည့်ရဲ့လေးပင်နာမလာမသိရှိကျွန်တော်ပြပေးမလို့อืมကျွန်တော်တန်းဆန်ကျွန်တော်ရှင်းပြလာဒီမှာပေါ့နော် သေးမှာဆိုတော့တခုခုကြာချင်းဆိုတော့ဒီခန်းကြီးလေးပေါ့နော်။အင်းအကူလေးဒီတစ်ခေါက်မှာသူကမားတော်ကခုကြာချင်းနောက်ကပုံပုံဆိုတာစုံတရားတော့ပေါ့နော်။ခွဲဝေပြီးတဲ့ပမာဏတစ်ခုဆိုတာတော့ဆိုရသေးပေပေါ့နော်။ဒီနေရာမှာတော့ပုံမှာငါကျွန်တော်မြင်မယ်ဆိုရင်သက်ဆန်ဆိုသက်ဆန်တော့ပုံဆိုရင်သက်ဆန်အတွက်ဆိုတဲ့ပုံစံပေါ့နော်။အခုကစူးကြီးစူးကြီးဆွဲခန်းကြီးလေးဟာရှာတော့ စကားမှာဆိုတော့ဆက်လန်ဆက်ကွက်တို့ဖြစ်ပြီးတခုခုဆက်လန်ဆက်ကွက်ပုံလာပါလို့ပေါ့နော်ထန်ဆောင်လာလို့ပါပဲဒီပုံစံဖြစ်ပြီးတော့ပုံမှန်အသားဒီမှာဆိုရင်ချက်တာနဲ့အယိုးချကအသားမြင်ပေါ့နော်ပြောလို့ဆိုရင်ဒါကူအာစူချီလို့ခေါ်တယ်ပေါ့နော်သူရဲ့ခန်းကြီးတွေကပုံမှန်ဝါဆိုတဲ့ဝါခန်းကြီးတွေပါတယ်ပြီးလာဆိုတဲ့ခန်းကြီးတွေပါတယ်အာဆိုတဲ့ခန်းကြီးတွေပါတယ်ပေါ့နော် အောင်ကွာယောယူယောယူဆိုတာကြောင့်ရှေ့ခန်းကြီးတွေကအာမလို့ပို့တယ်ဆိုတဲ့ခန်းကြီးတွေဖြစ်ပြီးတော့နောက်ခန်းကြီးတွေကကျတော့တစ်ခုခုကိုဗာလဲလောက်ပို့အချိန်ရှိတယ်ဆိုတဲ့အတိတ်ပဲပေါ့နော်အဲဆိုယောယူအချိန်ပို့တယ်ပတ်စံပို့တယ်အခုပြင်ဆင်မှုအတွက်ခုမှဆင်သိဖြစ်နေဆိုတော့ယောယူကအားလို့ယောယူကနိုင်ဆိုတဲ့ပုံစံလေးပေါ့နော် အဲငါကွာယောဂာယောဂာနိုင်တဲ့ပတ်သက်စကလုံးလေးကကျွန်တော်ရှိမှာပေါ့နော်ဒီလိုတို့လေးတင်ထားပြရပေါ့နော်တွားပြီးဝင်ကြည့်လိုက်ပါခင်ဗျာပြီးတော့ဖူတန်ဖူတန်ဆိုတာကျတာဝန်ခွေးချင်းဆိုတာတာဝန်လို့လို့အသေးပေးရတယ်ပေါ့နော်တာဝန်လို့ပြောလို့ရတယ်အဲဟာဘယ်လိုပြောမလဲဟိုတစုံတစုံတယောက်ကအလုပ်တိချမ်းလို့ဆိုရင်အဲ့ဒီတစုံတယောက်ရောက် ကိုဒီကတောင်းပူပိတယ်ဆိုတော့မြန်မာလာတောင်းပြောပါတော့ဖူတန်ကိုခါခေမတ်ပေါ့နော်တောင်းပိတယ်ပါတောင်းပိစီတယ်ဆိုတဲ့ပြင်ဟာပြင်ဟူရှောဟူရှောဆိုတာကစံချဝင်တဲ့အာမခံလို့ခုခုအာမခံအင်္ဂလိပ်ဆိုတာအင်ရှူဝါလဲဆိုတဲ့ပြင်ပေါ့နော်ဒီပျက်စီရဆိုခံကြည့်လေးပျက်စီမို့တော့ဘဖိန်တဲ့နေဆိုခံကြည့်လေးပေါ့နော်မတ်ခွာဆိုင်ဆုခုဆိုတာကြတဲ့တိပေးချင်းကောမဆောင်ခါကြလို့ရှင်ငါဆန်လေးအိမ်ကိုပေါ့နော်စိုင်းလီမှာစိုင်းစကုစံခံကြည့်လေး ခန်းကြီးလေးနဲ့စာရိုက်လေးရောက်လာမယ်လို့ထင်ပါတယ်။ဒါကသူတို့ကအခွန်မဆောင်လို့တတိပေးတဲ့နေရာမှာလည်းအသုံးပြတဲ့ပေါ့နော်။ပြောမစနော်။သူပြောတဲ့အချိန်မလောက်ဘူးဆိုရင်တော့အဲငါတို့ကအစင်အနေတတိနောက်တတိပြလိုက်မယ်လို့ပန်ကနေပါလေခတ်တဲ့နေစံကိုထုတ်လိုက်မယ်အဲပုံစံဒီမှာအသုံးပြတယ်ပေါ့နော်။စာရိုက်စုပ်ကို။အတခုအချာတော့အာစေးလီဆိုစေးလီဆိုဟာပွဲစီချင်းပွဲစီတခုကိုတီထောင်ချင်းလည်းသိပေးရတယ်အဲဒါကြောင့်မတည့်ရဲဆိုတဲ့စခန်းကြီးနဲ့ ဖွင့်စကူကိုတည်ထောင်ရဆိုအောင်မြင်လို့ဆိုရယ်စေချောဆိုရယ်ဆိုတဲ့ခံကြီးမူချုံဆိုတာကြောင့်တတ်မှတ်ထားတာနဲ့꿰ပြခြင်းပြောမှဆိုတော့ဒီအာဒီအဲဒီကိစ္စကပုံမှန်တတ်မှတ်ထားတဲ့အရာနဲ့မတူညီဖြစ်နေတယ်ဆိုနေမှာအတုံးကြီးတယ်ပေါ့နော်နောက်တစ်ခါကျတော့စုံစိုင်းတရှိခြင်းဆိုတဲ့အသေးပဲဖြစ်ပြီးတော့အာဥမာဆက်စစ်လို့ဒီဂျပန်မှာပေါ့နော်အဲ မင်းကစချောက်ချာနီဟွန်ဆိုင်လို့ပါလို့ဆိုအစမဆိုင်ဆိုင်ပေါ်မှာဆိုင်နီချီလို့ပါအောင်ဆိုဆိုင်နီချီဆိုဆိုင်ဆိုလည်းရှိတယ်ဆိုခံကြနီချီနဲ့ပေါင်းလိုက်လို့ရှိရင်ဒါဆိုင်နီချီဆိုစက်တပဲမှာရှိချင်းဆိုတဲ့ပဲဘာဒီမှာလဲဆုံးဆိုင်ဆိုကိုယ်ဖြစ်တည်တည်ရှိချင်းအဲပုရှင်တို့ကိုယ်လက်ရှိတည်ရှိနေတယ်ဆိုတဲ့ပဲပုရှင်ကဘာလဲတတရှိသင်စာဒီပုံစံပြတာအင်းအာမှုအာမှုဆိုတာကျတော့ချီထူးနေမှာတုံးကျတယ်ချီထူးတာဖြစ် ဖြစ်ခဲ့ဆိုတော့ဒါပဲအချီခန်းကြီးလေးပါပြီးတော့ဒီမှာကိုရက်နေရဆိုတော့ဒီအဲအကွက်လေးနဲ့ဘာလို့ပကန်ဆိုတော့ခန်းကြီးပုံစံလေးပါရပါတော့အဲ့တော့ကနူးဆိုတာချက်တဲ့ပေါ့နော်အချက်တဲ့နေရာမှာတုံးခန်းကြီးလေးအချက်ဆိုတော့ဒါပဲအချီခန်းကြီးလေးပါတယ်ပြီးလို့ရှိရင်ဆောင်းရဒီမှာအချုပ်ကြရဲဆိုတော့ဒါပဲဘောအချီတွေခန်းဒီပါမယ်ဆာဆွဆွာငုံပြတဲ့နိုင်လက်တိုင်ငုံပြတဲ့နေရာမှာတုံးဖြစ်တဲ့ရှင်နဲ့ဆွဆွာပြတာလေတခုခုကိုအာပြတာနေရပေါ့နော်ဟို တော့တော့လည်းနေပေါ့နော်ပြင်ဆိုဆိုကူဆိုတာမိရစီစင်းတယ်လို့အသေးပြရတယ်ပေါ့နော်အဲနောက်တစ်ခါကျဆူဆူကူဆိုရင်ကျင်းပတယ်ဘလောက်ကျင်းတယ်အစစ်တာပစက်စင်ဘလောက်ကျင်းလို့အသေးပြရတယ်ပေါ့နော်တခုခုကျင်းပတယ်အာပြပွဲကြီးကျင်းပတယ်ညီမလည်းတုံ့ပြန်တယ်နောက်ခါစာဝါလို့ဆိုတာထိတယ်ဆိုတဲ့ခံကြီးလေးတခုခုထိတယ်ပါတယ်ဒါမူရှိဆိုပိုးကောင်ဆိုခံကြီးလေးပါတယ်ပိုးကောင်ကိုလည်းထိတယ်ပါတယ်အဲ့ဒီလည်းမှတ်လို့ရတယ်ဖူလေးလို့ဖူလေးလို့ဆိုတာကျွန်တော်ဘောခံတူဘူးတူချာတော့ ဟိုတစုံတရာနဲ့တင်းနေတယ်တိုင်းနေရဆိုတော့တစုံတရာငါ့ကိုဖူလေးတက်ကတာဆိုတော့ကုတ်တရာကိုကိုတင်းနေလာတယ်တိုင်းနေလာဆိုတော့ဉာဏ်မှာအသုံးပြုတယ်ဒီဣတကုဆိုတာကျွန်တော်ခလေးပွေဖတ်တယ်ပြီးရင်အကွေအိမ်မက်ကိုအာနေပွေဖတ်ပြီးတော့အကောင့်ထဲပေါ်ဆယ်ဉာဏ်မှာလည်းအသုံးပြုတယ်ပေါ့နော်ပွေဖတ်ရဆိုတဲ့အတိုင်းပဲဖတ်တယ်ဆိုတဲ့ပုံစံနဲ့ခံကြည့်လိုက်ပါတယ်ပေါ့နော်အရှိမလန်နေနေပြီးရင်ခါခါရဲလို့ဆိုရင်ဒေဆောင်လာတယ်ဒေဆောင်လာဆိုဒီခံကြည့်လိုက်ပဲနော်ဒီကဆုကုဆိုရင် မကုန်းထံမှာထမ်းလာတဲ့တခုခုထမ်းလာတာတို့ပစ္စည်းတွေလာတော့ဒီခန်းကြီးလေးကမျက်စုံတော့အကူကဒီခန်းကြီးလေးလေဆိုတော့ food tank ဆိုတဲ့ခန်းကြီးပေါ့နော်ဒီခန်းကြီးလေးပေါ့နော်ဒီခန်းကြီးလေးနဲ့ဆက်စီလို့အာတူတူပဲပေါ့နော်တခုခုအနည်းပေါ်မှာလေတောင်းမထမ်းဆိုတော့ပကုန်းပေါ်မထမ်းတာဆိုပြီးမယ်တောင်းမထမ်းဆောင်ရက်တဲ့ကြားလေဒီစတခုခုထမ်းလာရင်ဆိုညမှာတုံးပြုတ်တယ်ဒီဟာကဆွဆွာတော့ဘူးရဲ့အဖုံးတွေချက်တယ်ဘူးရဲ့ဖုံးချက်တယ်ဘူးခွာချနေမှာတော့ဥမာဒီ petrol bottle ဘောနော်ပလင်းပလင်း 춘하게봐서는떠내보는하가수이가구다네이가구스간이래봉수의이소에서는베베리보노하이나속도치면서네남구와구다케루구다케루소아제듣고쭈베이도안수의딸을주변에쪽케인의티루시의쭈베이도안의구다케루구다쿠스의캔기브쭈우네와구우쭈우랄때후사가루후사가루소아사무소의간이래아마 ဒီမြေကြီးဆိုတဲ့ခန္ဒီမြေကြီးနဲ့ပိတ်ဆို့ခြင်းခံနေရတယ်။ဖူဇာကုဆိုတာလည်းပိတ်ဆို့တယ်။စာခေလူစာခေလူဆိုတာရှောင်းသိမ်းနေပေါ့နော်။ကုကုကိုတိမ်းရှောင်းလဲရှောင်းသိမ်းနေမှာတုံ့ပြုရပေါ့နော်။ပြောမစမ်းလို့ငလျင်ဖြစ်လို့ရှောင်းသိမ်းနေမြေကြီးကိုရှောင်းသိမ်းနေရောခေဆိုတော့ရှောင်းနေပေါ့နော်။ဒါဆိုသူ့ကိုရှောင်းပြီးတော့ဘယ်လိုပြောမလဲ။ရှောင်းပြီးတော့ချန်နယ်အတွားနဲ့ဆင်းနေမှာလည်းတုံ့ပြုတယ်။ မကွာဆူလေးလူဆူလေးလူဆိုတာလမ်းကြောင်းလွှဲတာပေါ့နော်မျက်စုံဒါမန်ကျိုးဆိုခန်းကြီးလေးနဲ့ဆင်တူတယ်ခန်းကြီးလေးမှာမျက်စုံဒါလမ်းကြောင်းလွှဲရဲဆိုတဲ့ကိန်းတုံးပြလေရဲဆူလာဆူတူတူပဲဒါလည်းရှောင်းလေရပဲပြီးရင်မစ်စမဲလူမစ်စမဲလူဆိုတာကျတော့မင်းမင်းလည်းဆွဲကြည့်တဲ့ခန်းကြီးနဲ့ဆူမဲလူဆိုတာနဲ့ထည့်တယ်ဖြစ်တဲ့တောင်းရှောင်းကြည့်နေတဲ့အယုံဆိုင်ကြည့်နေလို့ထိပေးရတယ် နာကမေရုဆိုတာငေးကြည့်နေမိရပါတော့ဆက်လက်ပန်းနေအရင်ကလာလို့ညတော့နေငေးကြည့်နေမိတယ်။ဘီယာဝါဆဲဆိုတာချီချင်းဆောင်တာပေါ့နော်တဖက်နဲ့မိဝကုရုဆိုတာတဖက်လို့လိုက်ပို့တာပေါ့နော်။ဘုတိုးဆိုလေရုဆိုကလေးလာတာပေါ့နော်။ကိုယ့်ရဲ့ကုမ္ပဏီကိုကိုယ့်ရဲ့အိမ်ကိုအလေးလာတာ။ခီခီခိုင်ဆိုဆိုပြန်သွားတာပြန်နေတာခီခိုင်ဆိုဆာလို့ဆိုရင် ပြီးခဲ့တဲ့လုံးလေးပြီးတော့ဒါခတ်ကိုဆိုအသက်ဆိုတဲ့ခန်းကြီးလေးပေါ့နော်ဆူဆူလို့ဆိုရင်ဒါဘလုံးပလောင်စားရယ်ပေါ့နော်ဘလုံးပလောင်စားရယ်ဆိုတဲ့အတိုင်းသက်ဆက်ခန်းကြီးလေးပါလေသူလားဘယ်ဆက်မြားကြီးပါလေဘလုံးလူလေးခုနဲ့ပရစ်စင်အာချီဝေါ့ဆိုရတာခင်တာမျိုးဆိုနိုင်ရတာအင်းဦးရဲလို့ဆိုစာလောင်ကြီးတို့ဆိုမေးဒီခတ်တာလို့ဆိုပြောနေနော်ဟာနာရှိမဆခန်းကြီးလေး ချီကောက်အာနာချီကောက်ဆိုရင်ဂျင်းဆိုတယ်ပေါ့နော်ဂျင်းဆိုရဆိုတိုင်းပဲရေစကန်ဆိုတဲ့ခံပြီးလေးပါရေစကန်တင်တဲ့ခံပြီးလေးတမ်းတခုခုကိုဒါပြောတဲ့ဆိုတဲ့ခံပြီးလေးဒါလက်ခံပြီးလက်ချီပြီးတော့တခုခုကိုဂျင်းဆိုတယ်ပေါ့ဒီခံပြီးလေးကလေဆိုတော့ချီကောက်ဂျင်းဆိုဒီဆဆိုင်လို့ပြောစားရေစကန်တို့ အာပြီးလို့ရှိရင်ကွန်ဆက်တူမနိုင်အောင်ဆိုနေတာနားလေရှိမှကျင်းဆိုတာတော့ပြီးရင်တတရားရောက်မှကျင်းဆိုပါအောင်အတုံးပြရပါတော့ပြီးရင်ဆက်စားရလို့ဆိုရင်ထောက်ပံ့တယ်ဆိုတဲ့အခန့်ကြီးလေးပေါ့နော်ဆိုတော့ဆန်စီနောက်ပြီးနောက်အပိုင်းမှာဆက်ပြီးတော့ကြည့်ကြမယ်နော်ဒါတော့ဆန်မင်းဆန်လို့အချက်ပို့တဲ့ဘယ်ငယ်မှာတုံးပြရစွာကိုနားလည်မလို့ချင်ပါသေးဂျာမတန်နေ